ကိုကြီးလိုမျိုးရှော့ထုတ်ဆွနဲ့ညီနောင်သုံးပေါ်ဆိုတဲ့ဆန်းရနဲ့လူသုံးယောက်ဟာညဘက်ကောင်းမလေးစီကနေပတ်ဆိုင်ရဲ့လူပေါ်ကျန်နေပါတယ်။ဒါကိုနက်ကက်တက်စတာကတမိတ်လက်တီးချက်စာကျွေးလိုက်ပြီးသူတို့ရဲ့ရှာရီဟာမဲမနေတဲ့အတွက်ထရစ်ကမိုးရစ်စေးကြောင့်မဟုတ်ပဲတာမန်အစမ်းရှိသူတွေသာဖြစ်ကြရဲလို့ကိုကြီးကကောက်ချက်ချပါတယ်။တိုက်ခိုက်လေခြင်းကြတော့ပေါ်စတာထိုးတာရောနက်ကက်တက်စတာထိုးတာရောကိုကြီးကခံနေရပါတယ်။လေခြင်းပြီးတော့ကိုကြီးလူပုံစံနဲ့တယောက်တည်းထွက်လာရင်လမ်းမှာပြားမဲ့ဖြစ်တဲ့ဟက်ချီဆူးကိုတွေ့လိုက်ရတာပါ။ ဟာဂျီဆုကငိုကလေးကဆေးဆွဲနေပုံရတဲ့လူတယောက်ရဲ့လေပင်ကိုထရီဂါလို့ထင်ရတဲ့ဆေးသုံးလုံးထိုးလိုက်တာဖီလိန်ဖြစ်ကိုပြောင်းလဲသွားပါပြီ။ဟာဂျီဆုကိုလူတန်းအဖြစ်ကထိုးလိုက်ပေမဲ့ပြားရည်လိုမျိုးဟာဂျီဆုကခုံဆောင်သွားပါတယ်။အဲဒီနောက်ဖီလိန်ကမျိုးထဲမှာထက်စီးမှုကြီးကြီးတွေလိုက်လုပ်ပါပြီ။နဂက်ဒဆာရုအဖွဲ့လည်းလာရောက်တိုက်ခဲ့ပေမဲ့အခုဖီလိန်ကတော်တော်လေးကျန်းနေပါတယ်။လက်တီးနဲ့ထိုးကန်ညီမှာခန္ဓာကိုယ်ရဲ့အားတွေကိုလက်တီးမှာဆုထည့်လိုက်ပြီးထိုးတဲ့ပုံစံမျိုးဖြစ်နေလို့ပါပဲ။ဒါကိုဘာဆမ်းမမရှိပဲတန်လက်တီးအစွန်းတစ်ခုပဲရှိတဲ့နဂက်ဒဆာကမကြောက်မရွံ့တိုက်ခိုက်ရင်အလဲထိုးနိုင်ခဲ့တာပါ။ နဂဒစကကြောင်းနေရလို့ကူအီချီနဲ့ပေါ့စတက်ကထင်မြင်မဲ့နဂဒစတာကကျဉ်နေနေတာပါကြီးရဲ့ကောင်တွေကပူကောင်းနေအခုတလောပြောဖက်ကောင်တွေဆိုတော့စိတ်တိုင်းမကြောက်ဖြစ်နေတာဟာဟာအရမ်းမြက်နဲ့ခွေးလိုဗီနေလောက်ကိုပြေးလိုက်ဖို့ကုံကားပုံစံပြင်ဆင်ထားတဲ့တိတ်ပန်ရင်ကြီးတဲကနေတိတ်ပန်ဝက်ဆောင်အပြည့်အရမ်းမိုက်တဲ့အင်ဂန်နီယန်ဆိုတဲ့ဟီးရိုးကထွက်လာပါတယ်ဗီလင်ကိုအပြည့်လိုက်ပြီးထိုးလိုက်နိုင်မြင်မဲ့ဗီလင်ကပြေးရဲ့နေရာမှာအသက်ကြီးလောင်းကြီးထက်လိုက်တလောဖဲသားတာကိုဟီးရိုးဆိုပြီးစောက်ကန်ပစ်လိုက်ပါတော့ရင် လူကုံစံနဲ့အင်ဂန်နီးယန်းကအပြေးလေးကျင့်နေတော့ကိုယီချီနဲ့တိုက်မိပြီးစကားပြောမိကြတယ်။အင်ဂန်နီးယန်းကနာမည်ကြီးဟီးရိုးဖြစ်တာကြောင့်ကိုယီချီကပြပြတလဲမိတ်ဆက်လိုက်ပြီးသူ့အစွမ်းတွေကိုပြသလိုက်ပါရဲ့။ရှေ့ကိုပဲရွေးလို့ရတာရမကပဲနောက်နဲ့ဘေးကိုလည်းရွေးလို့ရတယ်။အင်ဂန်နီးယန်းကသူ့ညီအီဒါဆိုရင်အခုထိအရှိန်မထိန်နိုင်သေးဘူးလို့ပြောနေပါရဲ့။အီဒါဆိုတာက My Hero Academy ရဲ့မင်းဆက်လန်းနေရပါ။အင်ဂန်နီးယန်းကကိုယီချီနှစ်တည်းကြာရှိလာတဲ့ပြဿနာတစ်ခုကိုရှင်းပြလိုက်ပါသေးတယ်။ ကိုကြီးကအမြန်သွားရင် break out ဖို့ကြိုးစားရမှာအခက်ခဲရှိတယ်။အင်ကန်နီယန်ကအဲ့ဒါဆိုရင် break out မဲ့အစားစန်းချန်ဘက်ကိုအမြန်သွားလိုက်ရင်ရက်သွားမယ်လို့ညွှန်ကြားလိုက်တာပါ။အင်ကန်နီယန်ပြောတဲ့အတိုင်းအခေါ်အခါကလှုပ်ကြည့်ပြီးတော့အဆင်ပြေသွားခဲ့ပါတယ်။ကိုကြီးကအမြန်တုန်းကအေးမကြည့်ဘူးထင်ပေမဲ့အင်ကန်နီယန်ကတော့ကယ်ဆယ်ခြင်းတဲ့သူတွေဟာပူပန်မှုတွေကြောင့်သူတို့ကိုအမြန်ကယ်ဆယ်ခြင်းရတယ်။ဒါကြောင့်အမြန်တုန်းကအေးပါပါတယ်။အင်ဂန်နီယာကသူ့အဖွဲ့ထဲမှာအကူအနေနဲ့ဝင်စီခြင်းပေမဲ့ကိုကြီးကဟီးရိုးလိုင်စင်မရှိဘူးလို့ပြန်ပြေးလိုက်ပါတယ်။ ဒါပေမဲ့အခုအနေနဲ့အလုံးဝင်ရင် hero license ရမယ်နီလန်းကလည်းရှိနေပါသေးတယ်။ဒါကြောင့်သူတို့ရဲ့အဲဒါဒန်အဖွဲလိပ်စာကတ်ကိုပေးပြီးထပ်သွားလိုက်ပါတယ်။ villain ကိုနောက်တစ်ခေါက်အင်ဂန်နီယန်ကလိုက်ခဲ့ပြီးအရင်တစ်ခေါက်ထပ်ပုံမြန်နေပါတယ်။အကြောင်းကတော့လေးအင်းနဲ့မလိုအပ်တာတွေကိုဝစ်စုံကနေဖြုတ်ခဲ့တာအကြောင်းပါ။ဒီတစ်ခေါက်မှာအပိုင်တွက်ပြီးအဝေးပြေးလမ်းမပေါ်မှာအခွေသားတွေကိုပါထောင်ချောင်းဆင်ပြီး villain ကိုဖမ်းမိမယ်။လင်းတို့စမ်းမှာပါရှိနေရာကြောင့် villain ကပြန်တက်သွားပါတယ်။ထိတ်ထုတ်ခံကအကူအညီရော hero ကမြန်မြန်နဲ့ villain နောက်ကိုလိုက်စီခဲ့တယ်။ ဖီလင်ကအဝေးပြေးလန်းဖြစ်ဖြစ်တိုက်လန်းကြဖြစ်ဖြစ်ငါ့ကိုဖမ်းနိုင်နေသူမရှိဘူးဆိုပြီးအောက်ဖက်ဆင်းပြေးနေပေမဲ့ကူအီဂျီရဲ့ရှော့ထုတာခံလိုက်ရပါပြီ။အချိန်ပြတ်ပြီးဂျိုင်သွားချိန်နက်ကက်ဒက်စတာရဲ့တမနီလက်သည်တစ်ချက်ကိုမီးဆန်းလိုက်ရပါရဲ့။ကူအီဂျီတို့ကသူတို့ရဲ့တယောက်ချင်းနာမည်နက်ကက်ဒက်စတာခရလာနဲ့ပေါ့စတန်စားရှိရဲ့နာမည်တွေကိုကြွေးကြော်လိုက်ပြီးထောက်ခွာသွားပါရဲ့။သူကကူအီဂျီမှာအင်ဂန်နီယာကတည်ပါရဲ့။နောက်နေ့အပေးလေးချင်းတော့ဟိုတနေ့ကအတွက်ကျေးဇူးပဲလို့အင်ဂန်နီယာကပြောကထွက်သွားပါရဲ့။အပိုင်းလေးကဒီမှန်ပြီးဆုံးသွားပါရဲ့။